ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်လိုက်ရတယ်ပဲကျွန်တော်ရဲ့ကိုဂျက်ပရိုဒရှင်ချန်နယ်လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးတွေရီအက်ရှင်မလုပ်သွားပြင်ကတော့ယနေ့ match လ7ရက်နေ့ကြာသာပတိရတဲ့ညောင်ညာပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချုပ်ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်စိတ်အနာတိတ်မှုကိုအဆုံးသတ်နိုင်ဖို့ PDF ဘက်ကဖနဲ့မဟာမိတ်တော်လိုင်းအဖွဲ့အားလုံးလက်တွဲပါဝင်ပြီးစစ်မျက်နှာလိုက်ထောင်တောင်းချီအင်အားနဲ့အထွေထွေသိုးစစ်ကြီးတည်းရဲ့လုံးကိုတနိုင်ငံလုံးတိုက်တန်နဲ့ဆင်နေတော့မှာဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးဦးညီမွန်ကအတိအပြေပြောကြားလိုက်ပြီးဖြစ်ပါတယ် ကိုလိုင်းရေးအစိုးပိုင်းကာလမှာတစ်ဖက်ကတက်တီဆောင်ရင်တစ်ဖက်ကတနိုင်ငံလုံးတိုင်းတန်းနဲ့စည်ရေလှူရှားနိုင်အောင်ပထမအဆင့်ကျိုးပန်းခဲ့ကြရတယ်ဒုတိယအဆင့်နေနဲ့ကတော့ဒူးအင်အားစုစည်းမဟာဗျူဟာထိုးစစ်ဆင်ရင်မျိုးသိန်းစကန်းသိန်းတိုက်ပွဲတွေဆင်နွှဲတဲ့အတွေ့အကြုံရဲဘော်တို့ရယူနိုင်ကြပြီဖြစ်တဲ့ အာဆိုရင်တရိယာအဆင့်ကဘာဖြစ်မလဲ PDF ပကဖနဲ့မာမိတ်တော်လိုင်းရေးတဖွဲ့တွေအားလုံးလက်တွဲပုံဝင်ပြီးစစ်မျက်နှာလိုက်ထောင်တောင်းချီအင်အားနဲ့ထွေထွေထိုးစစ်ကြီးကြက်ရက်ကိုတနိုင်ငံလုံးတိုင်းတန်နဲ့ဆင်နွှဲကြဖို့ဖြစ်လိမ့်မယ်။ဒီထိုးစစ်ကြီးဟာစစ်အာဏာသိမ်းမှုကိုအဆုံးသတ်ပေးလိမ့်မယ်လို့ငါတို့ယုံကြည်တယ်လို့မြို့သားညီညွတ်ရေးအစိုးရကွာကွာရေးဝန်ကြီးဌာနဦးရီမုံကမုံကတမူးတင်တဲ့အပတ်စဉ်ကြင်မြင်ဆောင်နှစ်တုံညာနှစ်လေးတင်တဲ့ဆုမကိုပေးဖို့တဲ့တော်ဝင်လာမှာပြောကြားလိုက်တာပါ။ဒီသူကကွေးတမတော်ကိုထူထောင်ရမှာတစ် လက်နက်ကင်တွေဦးအင်အားစုအားလုံးကိုအလံတော်တစ်ခုအောင်မှစူးစီးရင်ပြည်သူတော်လှန်ရေးတရဆင်ရွက်ဖို့နှစ်စနစ်ပြောင်းရေးဥတည်တဲ့တော်လှန်ရေးဖြစ်တဲ့အာရုံစွာဖက်ထရယ်ဒီမိုကရေစီနိုင်ငံစနစ်ကိုတော်ညီတဲ့ဖက်ထရယ်ပြည်တော်စုတက်မတော်တည်ထောင်တဲ့အခါရှေ့ပြည့်အမြူတည်ဖြစ်စေဖို့ဆိုတဲ့အဓိကဒီရချက်နှစ်ရက်ကိုနှလုံးသွင်းထားဖို့တိုက်တွန်းထားပါတယ်တော်လှန်ရေးအောင်မြင်ဖို့အတွက်ရောတော်လှန်ရေးအောင်တဲ့အခါပြည်သူတွေမျှော်မှန်းတဲ့ဖက်ထရယ်ဒီမိုကရေစီပြည်တော်စုအောင်မြင်စွာထူထောင်နိုင်ဖို့တပါ PDF တက်မတော်မှာကြီးလေးတဲ့တာဝန်ရှိကြောင်းကိုလည်းကာကွယ်ရေးဝန်ကြီးဦးဝေမိုးကအတိပေးလက်ကြောင်းသိရှိရပါတယ် no, I don't take shit. I got no love for the fake you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow what up. No, I don't take oh. No! shit. I got no love for the fake If you wanna play tough and wanna hate this, uh, i yes. show up so instinctive and so passionate. I'm so descriptive, like I got it. it's it's a vendetta I got facts over facts over tracks. This and that, spitting slow, spitting fast. I could roast, I could gas. Think I'm okay at last, but I don't know if that can erase all the past and the pettiness. A reflection of the emptiness. Hilarious, you think you're worth my time? You're delirious, mysterious, because you're not. You I'm serious, you know I'll always get off of me. This ain't no humble brag. I want you to hear words. You can say them back. No free right. right. from the chains. Even what you got, it was built to last. Yeah. Now that I've been put through I never got. No, I don't take shit. I've got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I'm gonna learn the consequence of being incompetent. Mental health is <laughs> confidence, dreams into modestness. I'm not here to save the day, that's for you to take away. I could play a million mind games, but instead I say something not illogical, something that is typical. Do. i, I do I don't ever slow up, no, I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up, no, I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up. I got no love for the famous. If you wanna play tough and wanna hate this, i up. am about it. Baby, thought, are you lying? ောက်ထပ်သတင်းတို့မှာတော့ဘကိုးတိုင်းအုပ်ဖုံမြို့နယ်ဝိုင်းရံရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ရမှာတော့စစ်တပ်ဖက်မှ15ဦးသေဆုံးပြီးလက်နက်ကြီးကြီးထိမှန်ပြီးရဲစခန်းတခုလုံးမီးလောင်ပြာကျောင်းခဲ့ကြောင်းတာယာဝတီခရိုင်စည်ရေးတော်ဝန်ခံရဲဘော်တစ္ဆာကထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတို့မှာတော့မုံမီနယ်ရေးမြို့ဘော်ကလူငယ်များကိုစစ်မှုထမ်းစုဆောင်ခြင်းများလှုပ်ဆောင်နေတဲ့ငယ်ရင်းရဲမျိုးသူကိုရေးဘလူအဖွဲ့ကပြစ်ခတ်ရှင်းလင်းခဲ့တယ်မှာတော့မျိုးသူထမသိန်းနေရနိဗာတံဖို့ရှိပစ္စည်းများတင်းစီရရှိခဲ့ကြောင်းရေးဘလူကောင်းဆောင်ကနေပြီးတော့ထုတ်ပြန်ထားပါတယ်။ဒါဟာမတ်လ9ရက်နေ့ ည9:00အချိန်မှာရေးမြို့ပေါ်ရှိအောင်တုခရက်ကွက်၌ဘီယာတောက်နေတဲ့အောင်တုခနယ်ထင်းရဲမှုမျိုးသူကိုရေးပြီးလူတစ်ဖွဲ့မှတော်လိုင်းရဲဘော်များကပြစ်ကတ်ရှင်းနေကြခြင်းဖြစ်ပြီးမျိုးသူထံမှရွှေဆွဲကြိုးငါမူသားတံမိုးကြီးဘီဘိုဘီ440ပုံတလုံးဘီဘိုဖုံးမျိုးစားသောတလုံး KB ဇက်ဘန်စောက်ထဲမှငွေချက်သိန်းတရာငွေသား၄သိန်းချက်သိန်းစီရမိကြောင်းနဲ့စူပါပစ္စည်းများမှာပြည်သူများထံမှနေရင်းရဲကအနိုင်ကျင့်ထားတဲ့ပစ္စည်းများဖြစ်ကြောင်းလည်းသိရှိရပါတယ်။ သူကလောင်စာဝါထောင်နဲ့ငွေစေဝါပြန်ဖြတ်နေပြည်သူတွေကိုမတရားဖမ်းနေအမှုလိုက်ပေးမယ်ဆိုပြီးငွေရှာတယ်ဟုရေဘလူးကောင်းဆောင်ကလည်းပြောထားပါဗျ။ရေဘလူးကောင်းဆောင်အဖွဲ့ဟာမြို့ပေါ်တိတက်ပြီးတော့ဘီယာဆိုင်တိဝင်ရောက်ပြီးရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါဗျ။ကျမ်းပတ်စစ်ကောင်စီဟာ2023ခုနှစ်2020ခုနှစ်အထိပညာသင်ပြီးစီးခဲ့တဲ့ကျောင်းဝင်2022ဦးကို၎င်းတို့ရဲ့လက်အောက်ခံမှုမထမ်းဘူးဆိုကစစ်ကောင်စီကအမိပြတ်စင်းရင်သွင်းပြီးပြပထုတ်ခွင့်ပိတ်ပင်ထားတော်လဲမင်းသမီး အိုမမီတာအပေါဝင်စစ်တပ်အတိုင်းဝန်ကတာသမီဆီယောင်ဝင်များကိုတော့ပြပတခွင့်ပြူတာကြောင်းနဲ့မိတိခွင့်ရေးကိုမဆိုပေးထားကြောင်းဆီယောင်ဝင်အတိုင်းဝန်ကပြောဆိုထားပါတယ်။ရုပ်ရှင်မင်းသမီးတရုတ်ဆောင်အိုမမီတာသည်2023ခုနှစ်ဒီဇင်ဘာလမှ2020ခုနှစ်ဒီဇင်ဘာလအထိစစ်သက်ကလူတက်ရောက်ပညာသင်ယူပြီးဆီယောင်ဝင်တဦးဖြစ်ပြီးစစ်ကောင်စီရဲ့လက်အောက်မှာအမှုထမ်းခြင်းမရှိကြောင်းသူရတွင်တော့၎င်းကိုမူနမည်ပြက်စင်းမသွင်းမဲနဲ့အမြဲတမ်းပစာပေးထားကြောင်းလည်းသိရှိရပါသည်။ဒီဘက်မှာဆိုရင်ဒါတော့မခါရှိပြီမိကျန်တဲ့ဒီဘက်မှာဆိုရင် ါတော့ဥစဉ်တို့ခေါင်းဆောင်နဲ့စီမံတဲ့တူတွေအသုံးမချလို့ပဲဥစဉ်အောင်သုံးတတ်ချင်တယ်ဒီနေရာကိုဘယ်လိုဘယ်လိုသွားရမလဲဘယ်လိုဘယ်လိုနေကန်ဟုတ်လားဘယ်အခွင့်နဲ့ဘယ်လိုဖွဲ့စည်းရမလဲဘယ်လိုဘယ်လိုကင်းထောက်ရမလဲဆိုတော့တို့တို့တိတိကြီးနဲ့ဒါထားပါနော်နှစ်ခါရှိပြီပေါ့နော်အဲ့နှစ်ထိုးကြီးပဲမှာရောဒီကျမ်းဖက်တရားမသေးဘူးလားပြည်တရားကျမ်းဖက်တရားမသေးဘူးလားဆိုလဲသူလည်းသေးတာမှတောက်တောက်ကိုလဲနေတာဒါပဲနဲ့ဘယ်သူမှလူလူပုံတွေချမပြဘူးအဲ့နှစ်ထိုးကြီးပဲကိုနောက်ထပ်စေချောင်းတွေချိုးနေတယ်ထိုးနေတဲ့အခါမှာလဲကိုကရုံးကန်းထဲမှာနေမှာရောင်းနေမတွားသေးဘူးလားမတွားသေးဘူးလားဆိုတဲ့ပုံစံကိုမလုပ်ကြနဲ့အဲ့ဒါအရင်မှမြင်ကြမှာမယုံဝင်လို့ရှိတယ် ကဲတီတာယူမုံတို့မြင်းညံမှာရှိရဲတီတာယူမုံပါသေးလို့လေပေါက်ကလေးပေါက်ကွဲနေပြီနော်ဒီလန်ခရီးထွက်နေရတဲ့ကြောင့်ဒီနေပဲလမ်းပြန်လျှောက်နေပါတော့လမ်းလျှောက်နေတယ်ဒါလည်းအမှန်တမ်းမှာတာရတော်လေးလေးထဲမှာငယ်တရားလဲမင်းလမ်းလျှောက်မနေတော့ကြံမင်းထွက်ပါပြေးရမှာအဲ့တိုင်းပဲနော်ဒါမိုးရွှေဆိုတော့ဒီညကြီးဆန်းချောင်းရေရန်အစည်းတာရေစည်းတာပါနော်ကိုလက်တိတ်တော့မရှိတော့ရေရတော့အဲ့တော့မျိုးလေးကိုဘာပြောချင်တာလဲဆိုတော့လိုက်မော်မှာခုထိတော်ရက်ဗရက်ဒီ PDF တွေကို ဒီဟိုပါဗောနော်ခွက်ခောက်တွေဗောခွက်ခောက်ပါဇက်တသမားတွေလို့လည်းပြောလို့ရတယ်ပါဇက်နဲ့လှုပ်စားပြီးပါဇက်နဲ့လူပွဲသားလူတီပွဲသားလှုပ်ခိုင်းနေရယ်ဆိုရင်လည်းမမအောင်ပေါ့ဗျာနော်အဲ့တော့တို့ကတော့ကြည်လို့ရမှာနေပြီပေါ့ဘာဖြစ်တယ်ညာဖြစ်တယ်မအားလားဘာဖြစ်တယ်မအားလားဘလို့ကြာချုံနေမအားလားဘလို့ဘလို့တင်းရဲွာညာဆိုရင်မဟုတ်လားစစ်တိုက်မင်းတို့တင်ငိုင်းချုံပြီးတော့ကြောက်ပြီးတော့တင်ငိုင်းချုံပြီးတော့ကြည်လို့ရနေပြောနေသေးတာပဲဒါပဲတိပါပဲဟွန်းတင်းတင်းမရှင်ရှင်ကျိုးရှင်ကျိုးမယ်ဒါတော့စစ်တိုက်ကထူးဆန်းမဟုတ်ဘူး ဗမောစစ်ပွဲမှာဆိုလည်းထွန်လေးတူသွားပြီပြောတယ်ဟာဘာဖြစ်တယ်ဒါပေမဲ့လို့ကိုရှယ်လေးပြောတာခါလေးအမှန်ပြကိုရှယ်လေးဘာပြောလဲတင်လိုက်ခါမှာတောက်တောက်ကိုလဲနေတာပဲတင်ငင်းချုံပြီးတော့မင်းကိုရှယ်လေးဘောပတော်မှာမနိုင်ပြီမဟုတ်လားဆက်စကလုံးအင်းအများကြီးလည်းခင်ဗျအားရမယ်ဗမောမှာခင်ဗျခရိုင်နေပီဒီအက်တွေတင်လိုက်ခါမှာမြေလို့တော့မကောင်းဘူးအစ်ကိုကပြောလေပုံနဲ့ခြားကြပုံနဲ့ခြားကြပုံနဲ့ခြားကြအောင်ယူနေလို့ပုံနဲ့ခြားကြမှာလားဟုတ်ကောမှအတန်းတိလေးပောက်ကြီးချောက်ပြောနေပါဆိုပုံနဲ့ခြားပြရစီလားပုံမှမရှိတာကြီးကိုအဲလူတက်ဘ누구 အဲ့ဆရာပြေးရှိလား IG လား PDF တွေကိုလားအကြမ်းဖက်လူတက်ပါဆိုရင်မှခံနေရတာကအချက်တရလေးမလို့ဟုတ်လားအဲ့တော့ဒီလူဒီပါညာကိုတောင်းလို့ကြောင်းလို့ကောလို့တလားဆိုပြီးတက်ထားတယ်ချက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 ်မလို့ညညချက်တယ်မလို့ညညအကြမ်းဖက်ဆိုပြီးတမုတ်ခံပါတယ်တမခံပါတယ်တမခံပါတယ်အဲ့တော့အကြမ်းဖက်ဒီဒေတာယူချက်ပြစရာအကြောင်းမရှိချက်ပြစရာလည်းမလို့နေလာပါကြည့်ကြနေဆိုတော့တတိကံမှာသွားကြည့်ကြပေါ့နော်တတိကံမှာသွားကြည့်ကြဘယ်လိုပုံစံမျိုးတုတ်တင်နေလဲဘယ်လိုပုံစံမျိုးလှုပ်ဆောင်နေလဲဘယ်လိုပုံစံမျိုးချနေတယ်လဲဆိုတာကိုသိကျင်နေဆိုရင်ဒါဥစဉ်ကဝန္ဒစကားပြောနေရမှာ ကျန်တာတော့ပေါကရုံးတကောင်နထိုးကြီးမှာတီတာယူမုံရှိရဲ့သားနဲ့တီတာယူမုံမှာမခံနိုင်မဲနဲ့အခုလိုဘဝတွေပြက်နေတဲ့စစ်တကစစ်ခွေးတွေကြောင့်လောင်နေတာဖြစ်ပါတယ်နော်သူတွေတီတာကိုပျော်လွှမ်းလို့ပြောနေတာလည်းမဟုတ်ဘူးอืมနော်ဘာဖြစ်လို့လဲဆိုတော့ဒီ PDF ရဲ့အကြက်ဖက်တွေ KIA တွေဒီတဲ့နဲ့ကိုင်းအကြက်ဖက်တပုံတွေတင်နေဆိုတာကဥသိန်းတော့လမ်းပေးကခွေးတကောင်တော့မှတေးတဲ့ခွေးတွေခွေးတွေကောင်တော့မှတတ်မှုရှိတယ်ဟိုတိုင်းပြဖြစ်စီနေပြီးဒီကိုဒုက္ခပေးနေတဲ့ဖွဲ့စည်းတွေလေအကြက်ဖက်တွေတပုံတွေလေ PDF ကလည်းထုံလေးတူစွာပဲထိုးကျွခံရတယ်ဒီမှာ PDF တွေအချိန်ပြင်းနေမှလည်းထိုးကျွခံရတယ် 家佢睇下嘅，我嘅事都我老光咯，我老光咯，攞我老老光嚟轰你老咩？啊，你嚟查嘛，佢兜兜你的又排好啦，在系点嚟点啊？你嚟治嚟点啊？我唔会冇人惊你点啊？唔知咩你话咪啦？唔知咩你话咪啦？点解？点解？好咩？点解唔识路过来？啊，你到嚟下边睇地方地咧，睇下你下边睇下地方地咧，地咧都叫人攞嚟出包厢嚟嘅，以前嚟睇一百个僵尸片咪比较难嘅。嗯，以前嚟睇嗰啲咁嘅，那卡西尼以前嚟睇一百嘛，以前嚟都冇笑你，笑你都唔标下。 ါတော့ဥစဉ်တို့ကောင်းဆောင်နဲ့စီမံတဲ့လူတွေအသုံးမချလို့ပဲဥစဉ်အောင်သုံးတတ်ချင်တယ်။อืมဒီနေရာကိုဘလို့ဘလို့သွားရမယ်ဘလို့ဘလို့နေကန်ဟုတ်လားဘယ်ခွက်နဲ့ဘလို့ဖွဲ့စည်းရမယ်ဘလို့ဘလို့ကင်းထောက်ရမယ်လို့တို့တွေတိတိကျကျနဲ့ဒါဟာပါနော်ငကရှိပြီပေါ့နော်အဲ့နှထိုးကြီးဘက်မှာရောတရားမဲ့တရားမသေးဘူးလားပြည်တရားမဲ့တရားမသေးဘူးလားဆိုလဲသူလည်းသေးတာမှတော့တော့ကိုလဲနေတာဒါမှမဟုတ်ဘလူမလူတွေပုံနေချမပြဘူးဘာချကြတယ်ဒီပါညာပြည်သူတွေကိုဘုံနဲ့ချဲသွားပါလေပြည်သူတွေကိုစက်တနာကြီးနဲ့ပြစ်သွားပါလေပြည်သူတွေကောင်းကင်ကလေးသေးကြီးနဲ့ချသွားပါလေဆိုမှဝါရကန်ကြတာပဲသေးပါရဲ့နော်သူကသေးသွားရင်တော့ဒီပြည်တရားမဲ့ကပြည်သူဖြစ်သွားတာပဲအပိတဲ့သူအပိတဲ့ပြည်တရားထောက်ဖို့လုပ်တဲ့သူကလည်းပြည်သူဖြစ်သွားတာပဲ ဲ့တော့ဖင်လိတ်ကောက်ထောင်ဘလို့ပဲပြည်သူကိုတေးပါပြည်သူတက်တယ်အော်ကဘာကတိတယ်ဟောကတိတယ်ကဘာကတိပြီးသားမင်းပါမင်းအောင်လိုင်းကလူရုံးပါဆိုကဘာကတိပြီးသားအဲ့တော့ရိုးကြီးပဲကိုနောက်ထပ်စကြောင်းတွေခုထိုးနေတယ်ထိုးနေတဲ့အခါမှာလည်းကိုကရုံးကန်းထဲမှာနေမရောက်နေမတော်သေးဘူးလားမတော်သေးဘူးလားဆိုတဲ့ပုံစံကိုမလုပ်ကြနဲ့အဲ့တော့အဲ့ဒီမှာမြင်းချာမှာမဲယူမလို့ရှိတယ်ဘယ်နေရာကိတော့ခိုင်းမယ်ဘယ်နေရာထောက်ခိုင်းရမယ်အဲ့လိုကဲမြင်းညမှာတီတာယူမုံလို့ရှိရတယ်ဒါပေမဲ့တီတာယူမုံတို့ဖွဲ့ကတော့လမ်းမပေါ်မှာစီပိုင်းလေးဆက်ပုံးတော့ကိုတိမ့်ပြီးတော့အောင်ဘက်ခံနေတဲ့အချိန်မှာပဲနှထိုးကြီးမှာဝင်ကြိတ်သွားတာပေါ့နော် တော်လိုင်းတက်တည်းကနေပြီးတော့အယုံကြည်မှမရှိဘူးတို့တွေကမှယုံကြည်မရှိဘူးဒီလိုမှချိန်ဆမှုမလုပ်ဘူးဆိုရင်တော့ခဏခိုင်းမနေနဲ့လက်နဲ့တော့ခံပြန်သိမလားအပေါ်ပဲဒါဦးဇင်းတို့ကဒီနေကဒီမြေကြီးမှာဖြစ်တဲ့သူကဒီဖြစ်နေတဲ့အရာမြေပြင်နေကတော့ဘာမှမပို့မတိနိုင်ဘူး။ဒါမြေပုံကြီးပဲကြီးကြီးဘလို့ဟာပဲကြီးကြီးဂူခဲပဲကြီးကြီး။နော်ဂူခဲပဲကြီးကြီး။မြင်းကြလို့နှထိုးကြီးလို့နေရာမျိုးခင်ဗျဘန်ကိုရတရားတူရာကြီးဦးအင်းမြအောင်လို့ခင်ဗျရှင်းလိုက်။အကြက်ဘက်ကခေါင်းထောင်းလာမှာတော့မဟုတ်ဘူး။ဒါတော့ကြမ်းနေနောက်ချုံလို့နေ။နောက်ချုံနေလေ။ခင်ဗျကြီးလည်းခန်းကိုယ်လို့ဟိုကတော့ခင်ဗျတို့ကြားတဲ့အတိုင်းပဲ။ ိုင်မှာခေါင်းဆောင်ကောင်းတော့ဘယ်လိုလှုပ်သွားလဲဘယ်လိုရှင်းသွားလဲခင်ဗျားတို့ကြားပြရတိုင်းပဲဗန်မွေးပဲမှာခင်ဗျားဒီတီအန်လေးဒီဘလောင်ဆိုတဲ့ဟာလေးတော့တောင်ခတ်ပဲမှာဘလောင်ဆိုတဲ့တောင်ခတ်လို့တော့တောင်ခတ်ရဆစ်ပြွာမှုလေးဒီဟာလေးအကုန်လုံးသူရဲ့ကောင်းလေးဒီဗန်မွေးဦးဝေးမြောင်တို့ဖွဲ့တဲ့အကုန်လုံးဘယ်လိုရှင်းသွားလဲဆိုတော့နမူနာယူပါမှာကဲဘလို့ရှင်းသွားလဲဆိုတာပေါကတော့ရေပုံလေးတွေဗီဒီယိုလေးနဲ့ပြသမ်းပါအောင်ဟာပြီးတော့ပုံမှာတို့ပြရမှာလဲဆိုပြီးဘယ်ပြနိုင်မှာလဲရှိမှမရှိတာယူစိတ်ကူးတဲ့ပေါ်ရှောက်ပြောနေတာယူချင်းကြယူဘယ်ဆက်ကသင်ငန်းချုံပြီးရှောက်ပြောနေတာယူဘယ်လို view နဲ့ရှင်းလဲဆိုတော့ ဒါလေးဦးဇင်းတို့ကပြောချင်တာပါကြာနော်ဒါလေးပြောချင်တာပါဒီမြင်းကြံဆိုလဲဒီထုံလေးတူစားပဲနော်မြင်းကြံနဲ့ထိုးကြီးလိုမှဆိုလဲအကြမ်းဖက်တွေကဒါသေးတာဆိုလဲအများကြီးပါပဲဒါပေမဲ့ကိုယ့်ဘက်ကသေးတဲ့ခံမှာတော့မတန်ဘူးလို့ပဲဦးဇင်းကတော့တုံးတက်ချင်နေတာနော်မတန်ဘူးဒါလေးတို့တော့အဲ့တော့ကိုယ့်ဘက်ကတန်အောင်ဘယ်လိုလုပ်မလဲဆိုတော့ဒါတော့လူကြီးတွေအဒီဆုံးပါလို့ပြောချင်ပါလိမ့်မယ်နော်အားလုံးသာပါလိမ့်ကြပေါကလုံးတကောင်ကတော့မြင်းညံမှာသူ့ရဲ့မရာတီတာယူမှုရှိရဲသားနဲ့စစ်တက်ကနေပြီးတော့မယုံကြည်ဘဲနဲ့မင်းအောင်လိုက်နေတဲ့မင်းအောင်တိုင်အနေနဲ့တီတာယူမှုကိုအရင်ယုံကြည်သင့်တယ်ဆိုတဲ့အကြောင်းကိုပြောသွားရင်လည်းပဲတော်တော်လေးပေါက်ကွဲနေအောင်တွေ့ရပါတယ်။ဒါဒီဟာ နေ့စဉ်နဲ့အမျှပေါက်ကွဲနေရမယ်ဘောမာတွေရဲ့အနေထားပါပဲတေးကြပါတယ်နောက်ထပ်လည်းနောက်ရက်ဒီမှာမင်းတို့တွေနေ့စဉ်ရက်ဆက်ပေါက်ကွဲနေအောင်ပါပဲဒေါ်လာမျိုးတွေအားလုံးပဲဒီဗီဒီယိုမှာတွေ့ရမယ်အကြောင်းအရာလေးကတော့မေသမီးလေးတက်တဲ့ကနေပြီးတော့ဒေါ်လာကြီးနဲ့ပတ်သက်ပြီးလက်ရှိအချိန်မှာဖြစ်နေတဲ့စီးရီးချီနေတဲ့မင်းအောင်နိုင်ရဲ့ချင်းတွေကိုအသုံးပြပြသွားတာပြန်လည်ဝင်ပြပေးခြင်းဖြစ်ပါတယ်အကြည့်ရသေးတဲ့မျိုးတွေအကုန်လုံးကျွန်တော်တို့ကြည့်တော်လို့ရပါတယ်လက်နက်တွေအပြည့်စုံနဲ့เนาะအာနာကြီးချုပ်ကန်ထားပြီးမြန်မာနိုင်ငံတနိုင်ငံလုံးကိုလှုပ်ချင်တယ်လို့လှုပ်ခွင့်ရနေတဲ့အချိန်မှာတော့ เนาะလက်ပလာနဲ့ပြည်သူကိုမနိုင်တဲ့စစ်တပ်ကတခြားနိုင်ငံတွေကိုအမိပြုတ်ပြီးတော့တခြားနိုင်ငံတွေကိုဖိပေးပေါင်းပြီးတော့อืมเนาะကိုယ့်ရဲ့အာဏာတည်မြဲရေးတော့မြန်မာတိုင်းနိုင်ငံလုံးကိုလှုပ်ချင်တယ်လို့လှုပ်တော့မယ်ကောင်းနေကိုအပေးထောက်ခံပြီးတော့အရန်ကျင်းနေတဲ့လူတွေရှိတယ်เนาะရုရှားပူးပေါင်းလာတဲ့အပေါ်မှာတအားအုံမှာဟာကိုဘယ်ရောက်လို့ရောက်နေမှန်းမသိကိုဘဝအခြေအနေဘယ်အစ်စ်တန်ရောက်လို့ရောက်နေမှန်းမသိတဲ့เนาะအခြေအနေတရက်ကိုเนาะပျော်ရွှင်နေကြတဲ့လူတွေကိုပြောချင်တယ် ချက်တက်ကြစမ်းပါလို့เนาะချက်တက်ကြစမ်းပါအဲ့ဒါနင်တို့ရဲ့အဘရရဲ့အရေးချင်းပါပဲအဲ့တော့ဒီအရေးချင်းတွေကိုကြည့်ပြီးတော့မှကိုယ်နိုင်ငံရဲ့အနာဂတ်ဟာဒီကောင်ကြီးရဲ့လက်ထဲမှာဘယ်လောက်ထိသောက်တုံးမုံမျိုးဖြစ်သွားနိုင်လဲဆိုတော့အခန့်မှန်းလို့ရတာပဲလीเนาะအခုမြန်အောင်လိုင်းတို့ရဲ့အခြေအနေကလိုချင်တာကိုအကုန်ပေးတော့မယ်အခြေအနေပါရုရှားအနေနဲ့တရုတ်အနေနဲ့ဘာပဲတောင်းဆိုတောင်းဆိုမြန်မာနိုင်ငံလုံးကိုပဲပေးရပေးရပေးတော့မယ်အခြေအနေတရက်ဖြစ်ပါတယ်เนาะအဲ့တော့အရန်ကမှဟိုရုပ်မှ တက်ရုံမာတာပေါ့ရှင်နော်နောက်ဆုံးရုံမာခြင်းရုံမာခြင်းကုံပြီပေါ့ဟောအဲ့ဒီပုံမှာခြေနဲ့အားရနေတဲ့လူတွေကျွန်မတခုပြောချင်တာရှင်တို့ကံတရားကိုရှုံတာကျွန်မတို့ရှုံတယ်ကံတရားဟာဒုက္ခပေးတဲ့အခါကျရင်ဗတ်မလိုက်ဘူးနော်လက်ထုံးလို့မရဘူးအဲ့တော့မင်းအောင်လိုင်ဘက်မှာတော်လန်ရေးစဖြစ်ကလေးကကံတရားဟာရှိမနေခဲ့ဘူးနော်အမျိုးမျိုးနိုင်ငံတွင်းထဲမှာဒုက္ခမျိုးစုံနော်ဒေါ်လာငွေတွေစပြီးတော့ဈေးကြတယ်အဲ့ဒီအရာကိုလည်းကံတရားကသူ့ဘက်မှာရှိမနေပေးခဲ့ဘူးနော်သူကတော့နိုင်ငံတကာမှာမျက်နှာပြောင်တိုက်ဖို့စူးစမ်းပြီးမယ် နော်ဒေါ်လာဈေးတွေကျတယ်ကုန်စည်နှုန်းတွေထိုးတက်တယ်နော်နိုင်ငံတကာကရှုတ်ချမှုတွေကိုလည်းနှစ်စဉ်နှစ်တိုင်းအချိန်တိုင်းလိုလိုခံနေရတယ်တိတ်ခါတပြားမှမရှိတော့တဲ့ခေါင်းဆောင်ဖြစ်တယ်ပေါ့နော်အဲ့ဒီအပြင်ကိုဒီတရုတ်ကိုပေါင်းပြီးတော့တရုတ်ရဲ့စီးပွားရေးတွေနောက်ထပ်တရုတ်ကိုလုံနိုင်မဲ့အခွင့်အရေးတွေအားလုံးပေးပြီးတာတော့မှနော် ICJ ဖောင်ဝရန်အကြောင်းကြီးကထွက်လာတယ် ICJ မှာဖောင် ICJ မှာဖောင်ဝရန်ထုတ်ဖို့အတွက် ICJ ကနေပြီးတော့ နော်ထုတ်ပြန်တဲ့သတင်းကြီးကထွက်လာတော့သူ့ရဲ့ခေါင်းကိုငွေကြိုက်တာပါပဲရိုဟင်ဂျာတွေကိုလူမျိုးတုံးတက်ဖြတ်မှုကသူ့အနေနဲ့တတိလေးလို့ယူဆထားခဲ့တဲ့အရာကသူ့အတွက်အကြီးမားဆုံးပြဿနာဖြစ်နေပါတယ်ဒီအချိန်မှာနိုင်ငံရေးထွက်ပေါက်ရခဲ့တယ်ဆိုရင်လည်းပဲသူ့အတွက်ကတော့ဒီပြဿနာကငြိမ်းအေးသွားမှာမဟုတ်ဘူးသို့တော်ညာလေဒီပြဿနာကိုလက်တလုံးဒီပြဿနာကြားကနေရုံထွက်နိုင်ဖို့အတွက်သူကဂရုမစိုက်ပဲနေနေရတာတော့မဟုတ်ပါဘူး เนาะ ICC ကဘာမှမလုပ်နိုင်ပါဘူးกว่าဆိုပြီးဂရုမစိုက်ပဲနေနေတဲ့ပုံစံမျိုးမဟုတ်ပါဘူးလက်ရှိ main online လုပ်နေတာတွေအားလုံးကဒီအမှုနဲ့အများကြီးပတ်သက်ပါတယ်ဂျီထန်းကနေသူဘယ်လိုရှောင်ထုတ်လို့ရမလဲဆိုတော့လမ်းကြောင်းကိုသူကရွေးချယ်နေတာဖြစ်ပါတယ်အဲ့တော့သူရွေးချယ်လိုက်တဲ့လမ်းကသူ့မှာရှိတာတွေအကုန်ပေးဖို့ပါသူ့ရဲ့အာဏာတည်မြဲဖို့အတွက်တိုင်းပြည်ကိုဟုတ်လားဘယ်သူလက်ထဲကိုပဲဘယ်လိုအခြေအနေမျိုးနဲ့ပဲအယားအယားအမှားဖြစ်ပါတယ်လက်ရှိအထုတ်အချာအာဏာတည်မင်းအောင်လာရဲ့လက်ထဲမှာလုံးဝမရှိတော့ဘဲနဲ့ပူတင်နဲ့ နော်တာကောကြီးတို့ရဲ့လက်ထဲမှာပဲရှိနေတဲ့သဘောတရားမျိုးဒါပြမြောက်နိုင်နိုင်လို့ဘက်ကပြတာလိုက်ရောပြီးနေတာဖြစ်ပါတယ်အဲ့တော့ကျမတို့ရဲ့တော်လန်ရေးဟာအနိုင်ရှုံးပုံမှာပဲမူတည်ပါတယ်မင်းအောင်လိုင်းရဲ့ထွက်ပေါက်ဟာအနိုင်ရှုံးပုံမှာပဲမူတည်ပါတယ်ကျမတို့နိုင်အောင်တိုက်နိုင်မှဒီကောင်ရဲ့နော်ဒီကောင်ရဲ့အသေးတွင်းကိုကျမတို့ကအမြန်မြန်ပို့နိုင်မှာဖြစ်တယ်အခုတရုတ်တကောင်နဲ့ပါလာတာတော့မှကျမတို့တော်လန်ရေးသမားတွေလို့အများကြီးခက်ခဲရှိပါတယ်အများကြီးကိုမှကြန့်ကြပါတယ်တော်လန်ရေးဟာ ဲ့တော့နောက်ထပ်တစ်ကောင်မှာအင်အားကြီးတဲ့နိုင်ငံကငနိုင်ငံမျိုးကထပ်ပါလာတယ်ဆိုတော့မင်းအောင်အတွက်နိုင်မှုအတွက်ကအခုချိန်မှာဝမ်းသာစရာတခုဖြစ်နေတာပေါ့လေသူတို့လည်းတော်တော်ပျော်နေကြပါတယ်နော်အဲ့တော့ကန်တရားကိုယုံလားလို့ကျွန်မရေးခဲ့ပြီးမှလားကန်တရားကသူတို့ဘက်မှာဘရောမရှိနေခဲ့ပါဘူးအခုသူတို့ဘလောက်ပဲပျော်နေပျော်နေသူတို့အပျော်လေးမပြီးသေးခင်မှာပဲနော်ဖိလစ်ပိုင်သမရဟောင်းနော်ဒူတာတေးရဲ့တတိယထွက်လာတယ်ရှင်ဒါကမင်းအောင်လိုင်းအတွက်ငွေခိုက်တဲ့တဲ့င်းပါနော် ဖိလစ်ပိုင်ရရဲတွေကသမရဟောင်းကိုဖမ်းပြီးတော့မှ ICJ ကိုပို့လိုက်တဲ့ကိစ္စဟာမင်းအွန်လိုင်းထဲကိုစဉ်းစားရမယ့်ကိစ္စအိမ်မက်ဆိုမှတ်ရမယ့်ကိစ္စဖြစ်ပါတယ်အဲ့တော့ဒီကိစ္စကိုเนาะ ICC ကိုတွားပြီးတော့နောက်လို့မရပါဘူးဘာမှမလုပ်နိုင်ပါဘူးကွာလို့ပြောလို့မရပါဘူးမလုပ်နိုင်တဲ့လူရှိတယ်လုပ်နိုင်တဲ့လူရှိပါတယ်မင်းအွန်လိုင်းလို့လူမျိုးကိုတော့ ICC ကအတားလေးဖမ်းဆီးနိုင်တဲ့အနေအထားတွေအခြေအနေအများကြီးရှိပါတယ် เนาะအဲ့တော့မလုံပူတင်လိုလူမျိုးကိုမလုံနိုင်ဘူးဆိုတာကတော့ဒါကရှင်းပါတယ်ကမ္ဘာမှာအင်အားကြီးနေတာကပူတင်တို့အဖွဲ့ဖြစ်ပါတယ်ပူတင်တို့နိုင်ငံဖြစ်ပါတယ်ရုရှားနိုင်ငံဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးနိုင်ငံဟာလာအနုမြူလက်နက်တွေကိန်းအောင်နေတဲ့နိုင်ငံကိုဘယ်ကောင်မှသိမ့်မထည့်ရဲပါဘူးဒါပေမဲ့သူလုတ်ထားတဲ့အမားတွေကအမားအတိုင်းတမိုင်းမှာတော့ရေးမှတ်ထားကြပါတယ်ဒါကူကသိတ်ခါကြနေပြီဖြစ်ပါတယ်အဲ့တော့မင်းအောင်လှိုင်တို့လုတ်မှာက2025ရွေးကောက်ပွဲဖြစ်မြောက်ဖို့ လုံမှာဖြစ်ပါတယ်အကယ်၍2025မှာမဖြစ်မြောက်ခင်လည်း2026ပါလုံမှာလုံပါလိမ့်မယ်ဘယ်သူတွေနဲ့လုံမလဲဆိုရင်သူသူတို့အလွင်ဝိုင်းထဲမှာရှိတဲ့လူတွေကိုပဲပါတီတွေခွဲခွင့်ပြီးတော့မှဟဲ့လားအယောက်တရာရှိအယောက်တရာနဲ့ရွေးကောက်ပွဲလုံမှာဖြစ်ပါတယ်အဲ့ဒီရွေးကောက်ပွဲကလည်းတေချာပေါက်သူတို့ပဲအနိုင်ရမှာဖြစ်ပါတယ်ပါလာတဲ့နိုင်ငံဘယ်နှနိုင်ငံပါလာမလဲအဲ့ဒီပါလာတဲ့နိုင်ငံလေးနဲ့မဖြစ်ဖြစ်အောင်လုပ်ပါမယ်နော်ဘာကြောင့်လဲဆိုလို့ရှိရင် ICJ ကအာနာရှိနေလို့ရှိရင်ထိလို့မရသေးတဲ့အနေအထားမျိုးကိုသူတို့ ခံမှန်းထားပုံရပါတယ်မျောလင့်ထားပုံရပါတယ်ဒါကြောင့်မို့အာနာကိုတို့ကအသေးလေးစုတ်ကန်ထားခြင်းဖြစ်ပါတယ်အဲ့တော့နိုင်ငံရေးအရာဆွေးနွေးမယ်ဆိုတာတွေကအပေါ်စားသားတွေဖြစ်ပြီးတော့မှဘယ်တော့မှတို့မှဆွေးနွေးဖို့အနေထားမရှိတော့ဘူးနောက်တစ်ခုကဒီစစ်ကောင်စီတဲမှာရှိနေတဲ့ပုံဝင်ပတ်သက်နေတဲ့အကြီးအကဲတွေအားလုံးဟာဒီအမှုမှာအတွဲလိုက်ပါနေတာဖြစ်တဲ့တဲ့သူကတို့ဟာတလေတဲ့စီရတော့မှဖြစ်ပါတယ်ရုပ်မာတဲ့လမ်းကိုအဆုံးအဆုံးထိရောက်ကြတော့မှဖြစ်ပါတယ်အဲ့တော့မင်းအောင်လိုင်းရဲ့လက်အောက်မှာစစ်မှုထမ်းပေးနေတဲ့ လူတွေအမှုထမ်းပေးနေတဲ့လူတွေအနေနဲ့တေချာစဉ်းစားဖို့လိုပါတယ်။ဘာအတွက်ရှင်တို့လုပ်နေကြတာလဲ။အခုကျမတို့နိုင်ငံကိုတခြားနိုင်ငံတွေရဲ့လက်ထဲကိုအာဏာလွှဲထားရတာဖြစ်ပါတယ်။ဒီအခြေအနေတည်းဟာညှိလို့မရတဲ့အမှန်တရားဖြစ်ပါတယ်။အဲ့တော့ပထမတစ်ချက်အနေနဲ့စဉ်းစားကြည့်မယ်ဆိုရင်တရုတ်ဟာမြန်မာအရေးကိုမပါဝင်ပါဘူးမဆော့ဖက်ပါဘူးဆိုပြီးတော့မျက်နှာပြောင်တိုက်ပြီးလူလိမ့် ဇက်သွင်းနေပြီမဲ့လူလိန်ဇက်ကနေပြီမဲ့တကယ်တမ်းကျတော့လုံကြုံရေးအရဆိုတဲ့သူ့စီးပွားရေးကိုကာကွယ်ဖို့ဆိုတဲ့နာမည်ခေါင်းစဉ်တက်ပြီးတော့မြန်မာနိုင်ငံထဲမှာတရုတ်စစ်သားတွေအယောက်900လောက်ဝင်ရောက်ရှိနေပြီဖြစ်ပါတယ်ဒီလိုပဲရုရှားပါဝင်ပတ်သက်လာတဲ့အပေါ်မှာကျမတို့အနေနဲ့ခံမှန်းကြည့်ရတဲ့လောက်ကတော့ရုရှားတည်လေရုရှားရဲ့စစ်သားတွေကိုသူတို့ရဲ့အကျိုးစီးပွားတွေအတွက်ဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့မှเนาะဒီဂျင်းနဲ့စိတ်ကန်းတွေမှာသူတို့ရဲ့ရုရှားတင်းမောတွေကတ်နိုင်မှု ကတ်နိုင်ပွဲရှိပါတယ်အဲ့ဒီကနေမှတဆင့်အရက်ဝစ်တီပြောင်းပြီးတော့ရုရှားရဲ့စစ်သားတွေကလည်းကျွန်တော်မြန်မာပြည်ထဲမှာလာရောက်ဝင်ရောက်လာနိုင်တဲ့အခြေအနေတည်းကိုရှိပါတယ်ဆိုတော့ကျွန်တော်တို့ဂျပန်ခေတ်အင်္ဂလိပ်ခေတ်ကလူတုံးကလူပဲเนาะဟုတ်လားအခြားတိုင်းတစ်ပါးသားတွေလာပြီးတော့ဝင်ရောက်ပြီးတော့အာဏာကိုချေနေမှုတို့ကဒါကျွန်တော်တို့မြန်အောင်နိုင်ကကျွန်တော်တို့နိုင်ငံမှာရှိနေတဲ့ရာဇဝတ်ကောင်မင်းအောင်နိုင်ကကျူးလွန်နေခြင်းဖြစ်ပါတယ်သူတို့ခုံမြဲဖို့တော့ဘာမှမစိုးလောက်ပါတော့အဲ့တော့ အဲ့တော့ဒီကလေးကစားစရာရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်ပြီးတာနဲ့တပြိုင်တည်းမင်းအွန်လိုင်းတို့ဟာဒီအချင်းရပေါ်မှာမူပြီးမူတည်ပြီးတော့အမျက်ထုတ်မယ်နိုင်ငံထဲမှာရှိတဲ့လုပ်ပိုင်ခွင့်တွေမြေတချို့တဝက်တွေကိုပေးမယ်အဲ့တော့ဘလို့ဒီလုပ်ကြမယ်ဆိုတာကတော့ကျမတို့အနေနဲ့အခုချိန်မှာမပြောနိုင်သေးပေမဲ့တော်တော်စူးစူးဝါးဝါဖြစ်လာနိုင်တဲ့အခြေအနေမျိုးရှိပါတယ်ဆိုတဲ့အခါကျတော့ဒီအခြေအနေကိုတရုတ်နဲ့ပူတင်တို့ဟာ တကယ်တမ်းကြလို့ရှိရင်တော့ကျမတို့မြန်မာနိုင်ငံမှာတို့မျက်စိကြနေရတယ်အများကြီးရှိတယ်ဆိုမြန်မာနိုင်ငံရဲ့တောင်ပိုင်းကိုယူမလားမြောက်ပိုင်းကိုယူမလားဆိုတဲ့ခွဲခြမ်းစိတ်ပြမှုတွေအပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေတို့ကြမှာလက်ရှိရှိနေနိုင်ပါတယ်ရှိလာနိုင်ပါတယ်အဲ့တော့ဒီချင်းတွေတရက်ကိုကျမတို့ပြည်သူလူထုအနေနဲ့တည်ဖို့လိုတယ်အဲ့တော့ကျမတို့မှာရွေးချယ်ကြဘာမှမရှိပါဘူးအင်အားကြီးတဲ့နိုင်ငံတစ်နိုင်ငံထပ်ပြီးတော့ပါလာတာဖြစ်တဲ့အတွက်ကျမတို့ပို့ပြီးစ조사ဖို့ပဲရှိပါအဲ့တော့တော်လန်ရေးကိုပို့ပြီးတော့အာရုံစိုက်ပြီးတော့ကျမတို့ဘယ်လိုပဲပုံသွားမယ်ဆိုတာကိုပြည်သူလူထုအနေနဲ့အခုချိန် မှာပို့ပြီးတော့လေးလေးနက်နက်စဉ်းစားတွေးခေါ်သုံးသပ်ဖို့လိုပါတယ်လို့ကျွန်မအနေနဲ့သတိပေးချင်ပါတယ်။